ဆရာမင်္ဂလာပါရှင်မင်္ဂလာပါဆရာရှင်ဂျွန်လောင်းမှာဖွင့်မယ် HR ပညာဒါနတင်နန်းအပတ်စဉ်နှစ်အကြောင်းလေးပြောပြပေးပါအောင်ရှင်ပုံမှန်တင်နန်းကြီးနှစ်သိန်းတန်ကြီးရှိတဲ့ HR Management Certificate တင်နန်းကိုယခုတင်နန်းကြီးအခမဲ့ပညာဒါနကြီး15000ကျပ်ထဲနဲ့တင် जा ခွင့်ရရှိမှာပဲဖြစ်ပါတယ်။ပြည်ထောင်ကတင် जा ပေးရတဲ့ရည်ရွယ်ချက်ကတော့လူတိုင်းလက်လန်းမိနိုင်စေဖို့နဲ့အရှာပညာရဲ့ကိုစိတ်ဝင်စားတဲ့လူတိုင်းတက်နိုင်စေဖို့စီစဉ်ပေးခြင်းဖြစ်ပါတယ်။ ဆရာရှင်ယခု HR ပညာရနာသင်တန်းအပတ်စဉ်နှစ်ကိုဘယ်သူတွေတက်သင်ပါတယ်ရှင်တက်ရောက်သင်တာတွေကတော့ HR Management ပညာရက်ကိုစိတ်ပါမစားတဲ့သူတွေမိမိရဲ့လုပ်ငန်းကိုပုံမှန်အဆင့်မြင့်နဲ့လုပ်ကိုင်လိုတဲ့သူတွေ HR Management ဖြင့်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေတဲ့သူတွေလုပ်ငန်းဝင်စတင်ဝင်ရောက်ဖို့ပြင်ဆင်နေတဲ့လူငယ်တွေတက်ရောက်သင်ပါတယ် ဆရာရှင်ယခု HR ပညာရနာတင်နန်းအပတ်စဉ်နှစ်မှာဘာတွေသင်ပေးသွားမှာပါလဲရှင်သင်ကြားပေးသွားမှာတွေကတော့ HR management ရဲ့ functions တွေ strategic HR management နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ equal employment opportunities နောက်တစ်ခါ workforce planning နောက်ပြီးရင် recruitment and selection နောက်ပြီးတော့ training and development ပြီးတဲ့ခါကျတော့ performance management နောက်ပြီးတော့ compensation နောက်ပြီးတဲ့ခါကျတော့ employee relations နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာသွားရမှာ ဖြစ်ပါလေဆရာရှင်ယခု HR ပညာရဏတင်နန်းအပတ်စဉ်2ရက်တင်နန်းကာလလေးတည်ပြရစီရှင်တင်နန်းကာလကတော့2လဖြစ်ပါလေဆရာရှင်ယခု HR ပညာရဏတင်နန်းအပတ်စဉ်2ရက်တင်နန်းကြီးလေးတည်ပြရစီရှင်တင်နန်းကြီးကတော့အခမဲ့ဖြစ်ပြီးတော့ပညာရဏကြီး15000ကျပ်ထဲနဲ့တင် जा ခွင့်ရမှာဖြစ်ပါလေ ဆရာရှင်ယခု HR ပညာရဏသင်တန်းအပတ်စဉ်နှစ်မှာဘလို့သင်ကြားပေးသွားမှာပါလဲဒီပြရစီရှင်သင်ကြားပေးသွားမှာကတော့ record video များနဲ့သင်ခန်းစာတွေကိုအပတ်စဉ်2ရက်နေ့လာရမှာဖြစ်ပြီးတော့ zoom နဲ့2ချိန် face to face ဆရာနဲ့ပြေဆောင်ရမှာပဲဖြစ်ပါလေဆရာရှင်ယခု HR ပညာရဏသင်တန်းအပတ်စဉ်နှစ်အတွက်ဆရာအနေနဲ့ဗားရင်မြန်ဖြည့်ဆွတ်ပြောလို့ပါတယ်ရှင်ဖြည့်ဆွတ်ပြောလို့တာကတော့ယခုသင်တန်းကို လူရေအကန့်အသတ်နဲ့ကတင် जा ပြီးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့တက်ရောက်တင် जा လို့ပဲဆိုလို့ရှိရင်တော့အမြန်ဆုံးစင်းပေးတဲ့ထားမှာစိတ်ချရမှာပဲဖြစ်ပါတယ်။နောက်ထပ်ဖြည့်စွက်ပြောလို့တာကတော့ဝင်ကြီး15000ကျော်မှာပါအခြားအခကြီးမျိုးထပ်မံကောက်ခံရင်လုံးဝလုံးဝမရှိပါဘူး။ဒါကြောင့်မလို့အားလုံးကိုတက်ရောက်ဖို့ဖိတ်ခေါ်လိုက်ပါရစေ။အားလုံးကျေးဇူးတင်ပါတယ်ဆရာရှင်ယခုလိုပညာရဏတင်တန်းတွေတင် जा ပေးတဲ့ဆရာကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျေးဇူးတင်ပါ